န္ဓာကိုယ်ကတိရှိရစီကိုအောက်ဆီဂျင်အာဟာရတွေနဲ့ဟော်မုန်းတွေတည်ပို့ပေးဖို့အတွက်သွေးကအရေးပါတဲ့အခမ်းကဏ္ဍအနေပါဝင်နေပါတယ်။ခန္ဓာကိုယ်ကအလုပ်တွေအကောင်းဆုံးလုပ်ဆောင်နိုင်စီဖို့သွေးတွေကိုလိုအပ်ပါတယ်။သွေးမှာညစ်ပတ်တဲ့သွေးရလူတော့မရှိပါဘူးနော်။သွေးဆဲတွေကျန်းမာနေမှာသွေးနဲ့ပတ်သက်တဲ့ရောဂါတွေလည်းကင်းမှာပဲဖြစ်ပါတယ်။ဒါကိုပဲသွေးတန့်စီဖို့လုပ်ကြတယ်လို့ခေါ်တာပေါ့နော်။ ကျောက်ကနေဘေလုံးကသွေးလေးကိုတန့်စင်ပေးဖို့အတွက်အထူးကတာဝန်ယူထားကြပါတယ်။ဒီအစိပ်ပိုင်းတွေကနေပြီးတော့သွေးလေးကိုအကောင်းဆုံးတန့်စင်ပေးနိုင်မှုအစားအသောက်အနေထိုင်ကနေတဆင့်အပြည့်ပေးလို့ရပါတယ်ရှင်။ဒီတော့သွေးတန့်စင်ဖို့အတွက်ဘလို့အစားအသောက်တွေကိုစားပစ်တယ်လဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြပြပေးထားမှာဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ပါသေး subscribe လုပ်ပြီးတော့ဒီနာနူဒီဘဲလို့လည်းနှိပ်စေပါအောင်ရှင်။ စေနေဖို့ဆိုရင်ပထမဆုံးတစ်မျိုးကတော့တောက်ရည်ကိုတောက်ပေးတင်ပါတယ်။ရေကတဘာဝအစိမ့်တောက်ဖယ်ရှားပေးတဲ့အရာပါ။ရေကကိုရင်းအစိမ့်တောက်တွေကိုဖယ်ရှားပေးပြီးတော့ကိုရင်းအင်္ဂါတွေရဲ့လုံဆောင်မှုကောင်းမွန်စေပါတယ်။အစိမ့်တွေကိုဆေးရည်နဲ့တစင်ဆွန့်ထုတ်ပေးတယ်လို့ခန္ဓာကိုယ်အနှံ့ကိုဗီတာမင်နဲ့သတ္တုဓာတ်တွေလည်းပို့ဆောင်ပေးပါသေးတယ်ရှင်။ နောက်တစ်မျိုးကတော့တံပြာရည်ပါ။တံပြာရည်ကတွေးတန့်စီတလို့အစာချေစနစ်ကိုလည်းကျန်းမာစေနိုင်ပါတယ်။တံပြာရည်မှာပါတဲ့ဗီတာမင် C ကဒရိုးဆန်ရင်တတိရှိတာကြောင့်ဆဲတွေကိုကျန်းမာစေပါတယ်။တွေးထဲမှာဗိုင်းရပ်စ်အများစုမရှင်သန်နိုင်စေဖို့လှုပ်ဆောင်ပေးပြီးတော့ပတ်သူဂျန်တွေကိုဖယ်ရှားပေးပါတယ်။မနက်ဖြန်အစာမစားခင်ရင်တွေးထဲကိုတံပြာညှစ်ထည့်ပြီးတော့တောက်ပြီးတာကတွေးတန့်စီမှာပဲဖြစ်ပါတယ်ရှင်။နောက်တစ်မျိုးကတော့ပင်စိမ်းပါ။ပင်စိမ်းကဗတိရီယာကိုတိုက်ဖြတ်ပေးနိုင်တယ်လို့ရောင်ရမ်းမှုတွေကိုတည်ဆောက်စေနိုင်ပါတယ်။ ပင်စင်ရဲ့နောက်ထပ်အာနိသင်တစ်ခုကသွေးတန့်စီတာပါအသည်နဲ့ကြောက်ကွက်ကအစိတ်အထောက်တွေကိုလည်းအထီရောက်ဆုံးဖိရှားပေးနိုင်ပါတယ် ပေစင်းကစီးရတဲ့တစ်ဆင့်သွေးထဲရအဆိတ်အတောက်တွေကိုဆွန့်ထုတ်ပေးပါရယ်။ရင်နှွေးစုစုတွေကိုရင်းစရံစီးရတဲ့ပေစင်းရွက်6ရွက်ကနေ7ရွက်လောက်ထည့်ဆင်ပြီးတော့တောက်ပေးလို့ရပါရှင်။အတမျိုးကတော့နနှွင်းပဲဖြစ်ပါရယ်။နနှွင်းကအနာကျက်စီနိုင်တယ်လို့သွေးတွေကိုလည်းတန့်စီပေးနိုင်ပါရယ်။သွေးနေဦးစဲတွေကိုဖြစ်ပေါ်စေပြီးတော့ခန္ဓာကိုယ်ကျန်းမာစေပါရယ်။နှုတ်မှုမှုတစ်ခွက်တည်းကိုနနှွင်းလက်ဖက်အုံတစ်ဝက်စာထည့်ပြီးတောက်ပေးလို့ရပါရှင်။အတမျိုးကတော့ပန်းကိုပြီးစေပါ။ ဗီတာမင်စီအိုမီဂါ3ဖက်တီအက်ဆစ်ကယ်စီယမ်ပိုတက်ဆီယမ်ဖော့စဖိုရက်နဲ့မန်ဂနီစတို့ကျွဲဝါတဲ့ပန်းခေါ်ရီစင်ကလည်းသွေးလွှဲအဆိုင်အတောက်တွေကိုအထူးရောက်ဆုံးဖိရှားပေးနိုင်ပါတယ်။နောက်တစ်မျိုးကတော့ဘလူးဘယ်ရီပါ။ဘလူးဘယ်ရီသီးလေးတွေကသွေးတက်မေးသလိုအသည်းကိုလည်းတတ်ဆင်ပေးပါတယ်။အသည်းကိစားဆဲတွေဖြစ်မလာစေဖို့ကိုလည်းဟန်တာပေးပါတယ်ရှင်။နောက်ဆုံးတစ်မျိုးကတော့ထညက်ပဲဖြစ်ပါတယ်။ ။ထညက်ကလည်းသွေးတက်ပေးနိုင်တဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။သွေးကြောတွေကသွေးခဲတွေကိုကုညီဖျက်ရှားပေးနေတာကြောင့်သွေးလည်ပဲမှုကောင်းမွန်စေပါတယ်။ညီမခုပြပေးခဲ့တဲ့အစားအစာတွေကတော့သွေးတန့်စီတဲ့အစားအစာတွေပဲဖြစ်ပါတယ်။သွေးတန့်စီတဲ့ဆိုပေမဲ့လည်းတန့်စင်းလွန်ပြီးဖြစ်တာကြောင့်အလွန်ကြုံမစားဖို့တော့လိုပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ် view တွေမှာပြန်တွေ့ကြပါဦးနော်။